Hi everyone Anwar Jensen Jewelry ကနေကြိုဆိုလိုက်ပါရရှင်ကျွန်တော်တို့ page ကနေပြီးတော့မှာအပတ်စဉ်တနင်္လာနေ့တိုင်းတင်ဆက်ပေးနေကြဖြစ်တဲ့ကြောင်းပြရတနာနဲ့ပတ်သက်တဲ့အထူးတွေဘုသူတာအကြောင်းကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါရရှင်ဒီအပတ်မှာကျွန်တော်ရွေးချယ်ထားတဲ့ topic ကတော့အာဗဒမြားနဲ့ နီလာအကြောင်းပေါ့နော်အဲဒီအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လက်ရှိဈေးကွက်မှာအကြုံတွေ့နေကြပြဿနာလည်းဖြစ်တယ်ကြောက်ကုန်တွေတိုင်းရှင်းပြရတဲ့ပြဿနာလည်းဖြစ်တယ် Pink Sapphire နဲ့ Ruby နဲ့ဒီအငင်းပွားပွဲရာကိစ္စလေးကိုဒီဗီဒီယိုလေးမှာ very very short uh, very general generally ရှင်းပြပေးသွားမှာပါသူ့ရဲ့ဒီ အဓိကရိုးရိုးရှင်းရှင်းလေးပဲပြောမယ်ဆိုလို့ရှိရင်တော့ဗဒမားနဲ့နီလာဟာတကယ်တော့မျိုးရင်းကအတူတူပဲရှင်ပြောချင်တာကတော့သူ့ရဲ့ဒီ gemological terms အရာပြောမယ်ဆိုလို့ရှိရင် coronal လို့ခေါ်တယ်အဲ့တော့တဘာဝ ruby တဘာဝ natural ruby နဲ့ natural sapphire ဆိုတာပြောရမယ်ဆိုလို့ရှိရင်တော့ natural coronal ပဲအဲ coronal သူ့ရဲ့ chemical composition က aluminum oxide ပေါ့ Al2O3 နဲ့ဖွဲ့စည်းထားတဲ့ တီရဲ့အဲ natural corundan natural corundan ကြီးကိုပဲသူကအနီအောင်ဆိုလို့ရှိရင် ruby လို့နာမည်တက်လိုက်တယ်ကွာအပြာအောင်ဆိုလို့ရှိရင် sapphire လို့နာမည်တက်လိုက်တယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီမှာမှာကျွန်တော်တို့က al2o3 purify al2o3 very beginning stage မှာဆိုလို့ရှိရင်သူကလုံးဝအဖြူတဲ့တောင်းကြီးအဖြူတဲ့တောင်းကြီးဆိုတော့ အဲ့ကောင်ကိုကြတော့အဖြူရောင်ဆိုလို့ရှိရင်သူက natural coronal ကိုမှအဖြူရောင်ဆိုလို့ရှိရင် white sapphire လို့ခေါ်ရရှင်။အဲ့ဒီမှာမှကျွန်တော်တို့ကနေပြီးတော့မှဒီရဲ့တဘာဝကြီးရဲ့ပေးတဲ့လက်ဆောင်ပေါ့နော်။အဲ့ဒီအဖြူရောင်နဲ့အဲ့ natural coronal ကနေ AL2O3 ရနေပြီးတော့မှသူက iron ဆိုတဲ့ကောင်နဲ့တွားပြီးတော့ဓာတ်ပြုတ်မိတယ်ဆိုလို့ရှိရင်သူကအနီရောင် ဖြစ်ပေါ်စေတယ်။အနီရောင်ဖြစ်ပြီးတော့ဒီလိုမျိုးပေါ့နော် ruby ဲ ruby ဆိုပြီးတော့မှခေါ်ကြရတယ်ပေါ့ကျွန်တော်တို့ဒီရဲ့တဘာဝဗဒမြားအဖြစ်ခေါ်ပြီးတော့မှကြောင်းရရဏအဖြစ်စင်မြန်းကြရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ titanium နဲ့သွားပြီးတော့မှ al2o3 ရ titanium နဲ့ပေါင်းဆက်ပြီးဓာတ်ပြုမိရယ်ဆိုလို့ရှိရင်တော့သူကအပြာရောင် ဖြစ်စေတယ်အပြာရောင်ဖြစ်စေတော့ခါကြတော့ sapphire ပေါ့ sapphire ဆိုပြီးတော့မှလူတွေကြောင်းရရဏအဖြစ်စင်မြန်းကြရတယ်ပေါ့နော်အဲ့ဒီမှာမှ ဒီလိုမျိုးပေါ့ဓာတ်ပြူတဲ့တစ်ဖက်ရဲ့ chemical composition ပေါ်မူတည်ပြီးတော့မှအရာအနုအယင်လဲကွဲသွားတယ်။ iron နဲ့ titanium ပေါ်မှာသူ့ရဲ့ပမာဏအနည်းအများပေါ်မူတည်ပြီးတော့ပေါ့နော်။သဘာဝတရားကြီးရပေးတဲ့လက်ဆောင်တွေပေါ့။အဲ့တော့ဒီလိုမျိုးပေါ့ pink sapphire ပေါ့ဒီလိုမျိုးအာ dark dark uh, dark ဘယ်လိုပြောမလဲ dark blue ပေါ့နော်ပြီးတော့ခါကျ sky blue ပေါ့အဲနောက်တစ်ခုကကျ purple sapphire ပေါ့ yellow sapphire ပေါ့စသဖြင့်ဒီမှာကျွန်တော်ဆွဲပြထားတဲ့ကြိုးလိုပေါ့နော်ဒါဆိုလို့ရှင်သူက colorful sapphire ပေါ့အကုန်လုံးက sapphire တွေကြီးပဲပြောရမယ်ဆိုလို့ရှင်ဒါတွေအကုန်လုံးက natural coral နေကြီးပဲကွာအဲအဲ့လိုမျိုးပေါ့နော်ကွဲသွားတယ်အဲ့ဒီမှာမှဒီရဲ့ ယတနာကိုနားလေတဲ့လူတွေဝယ်ယူတယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဒါပေမဲ့လက်ရှိလက်တွေ့ on field ပေါ့ on ground မှာကြုံတွေ့နေရတဲ့ပြဿနာဘာလဲဆိုတော့ဟာအမရောင်းလိုက်တော့ကွာပဒမားလို့ပြောပြောရောင်းနေဒီမှာ left side ချက်မှာ sapphire pink sapphire ဆိုပြီးတော့ထွက်နေရဲအမလိန်ရောင်းလိုက်တာလားဒီကိစ္စကိုဘယ်လိုရှင်းမှာတော့အဲအကြောက်ကုန်တဲ့အများစုဖြေရှင်းရတဲ့ပြဿနာပဲဒီလားအဲအဲ့ဒါတကယ်ကြတော့အတူတူပဲပြောချင်တာကလေအဲ့တော့အဲ ထုတ်ပေးလိုက်တယ် gemologist ရဲ့သူ့ရဲ့ decision ပေါ်မူတည်ပြီးတော့မှတချို့ကလည်းကွာအဲထားပါတော့တချို့ lab တွေဆိုလို့ရှိရင်ဒီလောက်လောက်ကာလာဆိုလို့ရှိရင်ကိုသူက ruby လို့ထုတ်ပေးတယ်ဒါပေမဲ့တချို့ lab တွေကြတော့ဒီလိုမျိုးမီခဲရေပေါ့ဒီလောက်ကာလာလောက်မှသူက ruby လို့ထုတ်ပေးရတကယ်ကြတော့ color coding ပေါ်မှာပဲဒီရဲ့ gemologist တွေကအဲငါကတော့ pink sapphire ပဲပေးလိုက်တယ်ဒီကာလာလောက်ကိုအဲဒါပေမဲ့ကျွန်တော်ကကြတော့အမဟုတ်ဘူးသူထက်နည်းနည်းထက်မှငါကတော့ဟိုဘယ်လိုပြောမလဲ ruby လို့ပေးမယ်အဲ လိုမျိုးပေါ့နော်သူတို့ရဲ့ဒါကတော့ own decision ဒါဆုံးဖြတ်ချက်ပဲတကယ်ဟို FGA တင်တဲ့နေမှာတောင်မှ FGA မှာတောင်မှဒီဟာတွေကိုဘယ် grade ပေါ့နော်ကာလာကုတ်ဒီနေရှိရဲ့တည်လားအဲ့ကာလာကုတ်ဒီနေမှာဘယ် grade အထည်ကို ruby လို့ပေးရမယ်ဘယ် grade ကနေစပြီးတော့ pin sapphire လို့ပေးရမယ်ဆိုပြီးတော့တိကျစွာသတ်မှတ်ထားတဲ့ပြဋ္ဌာန်းချက်တွေမရှိဘူးရှင်ဒါကြောင့်မို့လို့ gemologist ပေါ်မှာမူတည်ပြီးတော့မှဒီရဲ့ lab certificate report ဟာ ruby လည်းဖြစ်တယ် pin sapphire လည်းဖြစ်တယ်အဲ့တော့ယတနာအကြောင်းကိုနားလည်တဲ့သူတွေကိုရောင်းနေဝယ်တဲ့အခါ ါမှာဒီဟာပြဿနာမရှိပေမဲ့ယတနာအကြောင်းကိုအဲနားမလဲတဲ့ပေါ့နော်နားမလဲတဲ့အဲ့လိုမျိုးအဲလူတွေကိုရောင်းရတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအများကြီးရှင်းပြရတယ်။ဒါကတော့ဒီရဲ့ရောင်းတဲ့ကျွန်တော်တို့ရဲ့တာဝန်ပေါ့။အများကြီးရှင်းပြပေးရတယ်နားလည်အောင်လို့ပေါ့နော်။အဲဒါကတော့ကုံတွေတိုင်းကြုံတွေ့နေရတဲ့ပြဿနာပေါ့။ အဲ့ဒီမှာမှဟိုတစ်ခါဗီဒီယိုမှာကျွန်တော်ပြောပြထားသလိုပဲဒီဗရမားနဲ့ပတ်သက်ပြီးတော့မှဒီကိုရန်ဒန်ပေါ့ကိုရန်ဒန်နဲ့ပတ်သက်ပြီးတော့မှခေါ်ကြတာတော့ဒီရဲ့ Pink Sapphire ပေါ့ Pink Sapphire ဆိုပန်းရည်ပန်းရည်လို့ခေါ်တယ်ပန်းရည်ပြီးလို့ရှိရင်သူကပန်းထက်အဲသူထက်နည်းနည်းအယောင်ရင်းနဲ့ကောင်ပန်းတက်လို့ခေါ်တယ်ဒါကတော့ကုန်းတဲ့ Dams ပေါ့နော်ပန်းတက်ပန်းတက်ပြီးလို့ရှိရင်ခါချင်းအဲသူထက်နည်းနည်းရင်းနဲ့ဆိုခါချင်းခါချင်းပြီးလို့ရှိရင်သူထက်ရင်းတဲ့ဟာကိုခါတက်အဲခါတက်ပြီးလို့ရှိရင်ဒီလိုကောင်မျိုးတွေဆိုလို့ရှိရင်ဒါအရေးထက်မိခဲရည်အဲ့လိုခေါ်တယ်သူထက်ကိုလုံးဝ dark အရင် deep dark ဖြစ် ြစ်သွားပြီ deep red ဖြစ်သွားပြီဆိုလို့ရှိရင်ဒါတော့သူ့ကိုအဲစိန်ပက်ရီပေါ့အဲ့လိုမျိုးခေါ်ခေါ်ကြရပေါ့เนาะဒါကတော့အရက်အခေါ်ပေါ့အသုံးနှုံးနေပေါ့ဒါကြောင့်မလို့မိတ်ဆွေတို့ကဥမာ ruby လို့ဝယ်လိုက်ပြီးတော့မှ lab pro ပုံမှာ pink sapphire ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းအဲဒါမှားနေရမဟုတ်ဘူးအဓိကကိုဆေးရမှာ natural la heater la ဆေးရမယ်ပြီးတော့ region ကိုဆေးရမယ်ကွာ region မှာဆိုလို့ရှိရင်မိုးကုတ်လာမိုင်းရှူးလာဒါမှမဟုတ်လို့ရှိရင်နောက်မြန်မာကြောက်လာအာဖရိကလာအေးအဲ့လိုမျိုးပေါ့เนาะဒီ ီဟာဘယ် region လဲပေါ့ဒီဟာကိုစစ်ရမယ်ပေါ့နော်ဒါပဲအဓိကစစ်ကြပါလို့ ruby နဲ့ sapphire အတွက်ကိုမှ ruby ဝယ်ပြီးတော့ pin sapphire ဖြစ်နေရဲ့ဒီအတွက်ကို no worry ပေါ့နော်ဒီဘက်မှာတော့ဒီ network core run နဲ့အကြောင်းကိုအကြံမြင်အရှင်းပြပေးထားပါတယ်ရှင်။နောက်ပတ်နောက်ပတ်ဒီမှာလဲကျောင်းမြေရတနာနဲ့ပတ်သက်တဲ့ general knowledge တွေကိုအပြောပြပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သိရှိလိုပါကဒီကျွန်တော်တို့ရဲ့အဲ channel လေးကို like and subscribe လုပ်ထားပေးဖို့ပြောချင်ပါတယ်ကျေးဇူးပါ